ဖဲခုံမြို့နယ်မြင်းမထီတောင်မှာတူးဖော်မဲ့တရုတ်တတုကုမ္ပဏီကြောင့်သဘောပတ်ဝန်းကျင်တွေထိခိုက်ပျက်စီးနိုင်ပြီးပွင့်လင်းမြင့်တာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုလည်းမရှိတာကြောင့်ဌာနေတိုင်းသားပြည်သူလူထုတွေကလုံးဝကန့်ကွက်နေကြပါတယ်။ခုဆောင်သတင်းပြဖို့ထားပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ကယန်းဒေတာတိကျရွာနာမှာရှိတဲ့မြင်းမထီတောင်မှာကယန်းပြည်သက်ပါတီဥက္ကရာပိုင်းနဲ့လေးဝင်းကျဲကုမ္ပဏီနဲ့ Mr. 1တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီး ကြီးစားတက်ထုတ်တူဖို့ဘို့လှုပ်ဆောင်နေပါလေ။အဲလိုလှုပ်ဆောင်ရမှာဒေတာကန်တွေရဲ့တဘောထားဆန္ဒကို တွေးဆောင်ညှိနှိုင်းမှုမရှိတာ၊ပွင့်လင်းမြင့်တာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုလည်းမရှိတာအပြင်တဘောဝပတ်ဝန်းကျင်တွေလည်းကြီးကြီးမားမားထိခိုက်ပျက်စီးနိုင်တာကြောင့်ဌာနေတိုင်းနာပြည်သူတွေကကန့်ကွက်နေကြတာပါ။ခုကုမ္ပဏီဝင်တဲ့ကိစ္စကကျွန်တော်တို့ဒေတာခံတွေ မြန်မာတိုင်းပြည်မှုမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒေသခံတွေကကွေးရတယ်ဖွင့်လင်းမြင်သာမှုဆိုတဲ့ချက်ပေါ်တော့အရာကြီးကြီးတော့ကျွန်တော်တို့လူရှင်တဲ့ချက်ပေါ့ပြပြကြကြခြားပြဒါမျိုးမရှိခဲ့ဘူးပေါ့ဒေသအတွက်ဂျူးထက်မိထွေဆူဂျူးဘူးမာထိခိုက်ပါလိမ့်မယ်ပေါ့အရင်ကသူတို့လောက်တဲ့ဒေသပါတော့မှဒီဘူးတွင်ပိုင်းစီဒီကြီးတာတို့မြေပြူတော့ဒီတနည်းစံတဲ့တွေ့ပေါ့နော်လူတီတဲ့အထိဖြစ်ခဲ့ဘူးတော့ပေါ့ လူတို့ဖေးအားဆက်လုံလဲကျွန်တော်တို့ကလည်းဆက်ဒီထက်ပြင်းထန်တဲ့လှုပ်ရှားမှုတွေကန့်ကွက်မှုတွေကျွန်တော်တို့ကဆက်လက်မှလှုပ်ဆောင်သွားဖို့ရှိတယ်ပေါ့မြင့်မထီတောင်မှာအကြီးစားတက်ထုတူဖို့မှုပြုလုပ်ရင်ကုန်းဆောင်ရွာစကန်းကြီးရွာတဲ့စကန်းကြီးရွာဟောင်းနဲ့တိကျက်ရွာမှာရှိတဲ့လူနေအိမ်400ကျော်ဘေးဥပတ်ဖြစ်စေနိုင်ပါလေအရင်ကအဲ့ဒီဒေတာမှာအသေးစားတက်ထုတူဖို့တဲ့လောက်ကတည်းရှိပါလေအဲ့ဓာရီကြောင့်တဘာဝပတ်ဝန်းကျင်ရေဦးရေထွက်နဲ့ ချောင်းမြောင်းနေပျက်စီးကုန်ပြီးဆန်စပားနဲ့တီးနှံ့နေစိုက်ပျိုးလို့မရတော့တဲ့ပြင်တောက်တုံးရင်ကြောင့်လည်းပြည်သူလူထုရဲ့ကျန်းမာရေးတွေထိခိုက်မှုတွေရှိနေပါတယ်။ဒါအပြင်လွန်ခဲ့တဲ့နှစ်ကမိုးရာဒီမှာရေကြီးမြေပြိုတာတွေဖြစ်ခဲ့လို့လူသေဆုံးတာနဲ့နေအိမ်တွေပျက်စီးတာတွေရှိခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ အရင်တနည်းလိုမျိုးတိချိတ်မှာရည်ကြည်ခဲ့မယ်ဆိုရင်တော့ဒါနဲ့ပတ်သက်ကဗီဒီယိုကတောင်းယူတောင်းခံမလဲပေါ့နော်ပြချက်မဟိုအမျိုးသမီးနေကုန်တဲ့အမျိုးသမီးနေပြချက်မခလစ်တငယ်နေအတကြီးဦးတွေချောင်းမရေးဆူချိုးရဲ့အကျိုးဆက်နေနဲ့ဗီဒီယိုကတောင်းယူမတောင်းခံမလဲဆိုတော့ကတော့ကုမ္ပဏီဘက်ကရောကျွန်တော်တို့ကိုပြောရမရှိသလိုကျွန်တော်တောင်းဆိုပေးမယ်လဲသူတို့ကတော့တစ်ဖက်တော့လူထုကိုအွန်လိုင်းချက်စီနေတဲ့ဟာမျိုးတွေပေါ့နော် မြင်းမထီတောင်မှာတထုတူဖို့ဖို့လုံနေတာကိုကန့်ကွက်နေတဲ့ဌာနေတိုင်းနာပြည်သူလူထုတွေကို လေးပွင့်ကျဲကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီရဲ့လုံခြုံရေးတပ်ဖွဲ့တွေကလက်နက်အပြည့်စုံနဲ့လာရောက်အင်အားပြချင်းချောက်တာတွေရှိနေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလေးပွင့်ကျဲကုမ္ပဏီပိုင်ရှင်ကယန်းပြည်တပါတီဥက္ကရာကို DPP ကဆက်တွယ်ပေမဲ့ဆက်တွယ်လို့မရသေးပါဘူး။ကျွန်တော်ခွန်စော်ဦးပါ။